မပြောင်းရသေးဘူးနိုင်တာ28ခုရှိသွားပြီကိုရလုံး28ရပါမပြောင်းမဲနိုင်နေပြီဒီကံမျိုးကမပြောင်းမဲနဲ့နိုင်နေပြီပြောရင်ဖားလို့အားအသင့်မယ်နော်မပြောင်းမဲနဲ့နိုင်ရဆိုကိန်းနေမပြောင်းသေးဘူးဒီကံမျိုးကနိုင်သွားရဆိုတာလေအဲ့ဒါအားအသင့်ညာမကောင်းဘူးလားဟုတ်တယ်ဆိုတော့အခုမှဗျာကိုရလုံးဆင်းရထုတ်ပြန်ပြီလို့ပြေးအောင်ရှိသေးတယ်ဘာဖြစ်သွားလဲဆိုတော့ပြောင်းရွတ်နိုင်နေပြီ28ရောက်တယ်ကျွန်တော်အခုသတင်းစင်းနေရတာဘုံပြန်ပြန်အဲ့တော့အဲ့28ရောက် ော်တိုဖြစ်သွားပြီအဲ့တော့ကြိုးတော်ကွန်ဂရက်ကွန်ဂရက်ရှင်လေးကွန်ဂရက်ကျူလေးရှင်းလောက်ထားမှာပေါ့လေနော်ဒီကောက်ပဲကျင်းပါမယ်လို့ကြေညာပြီးသွားပြီဘေးပါတီဝင်းမပြန်ရပါဘူးလို့ကန့်တတ်မထားဘူးခမရတို့တက်တီရှိရင်ဝင်ရွေးခမရတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်ပြီးခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချက်လက်ခံတယ်ကြောက်ရင်လွဲမယ်ခြေတဲ့သူမင်းဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျန်းဖုတ်ပါတီနဲ့ပတ်သက်ပြီးကြော်မျိုးမင်းနဲ့မပူတူတို့ရဲ့အမြင်သဘောထားတွေကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာမင်္ဂလာပါ တယောက်တည်းပြိုင်တာပထမဆုံးရတယ်ဆိုသူလိုပဲရွေးကောက်ပွဲမစခင်တည်းကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကနိုင်နေတဲ့ပြည်ခိုင်ဖြစ်ဖို့ပါတီကြောင့်ဝေးဖန်ပါမယ်လက်ရှိမှာဇိုင်းလိုက်ဒေတာကြီးရဲ့တချို့ဒေတာတွေတင်းနေလာကြီးရှမ်းကရနေစက်အချင်းပြည်နယ်နဲ့တချို့ဒေတာတွေမှာပေါ့နော်အာပြည်ခိုင်ဖြစ်ဖို့ပါတီတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကဘယ်သူမှမဲမပေးရင်တော့နိုင်တဲ့အနေအထားရှိနေတယ်ပေါ့အာဆိုတော့ဒါစစ်တပ်နဲ့ကြံ့ခိုင်ရေးနဲ့ပေါင်းပြီးလဝါချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြုတ်ဆုံးမှုတွေရှိတယ်ဝေးဖန်မှုတွေရှိတယ်အာဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုထောင့်မျိုးမျိုးရှိကြတယ် ကျွန်တော်ကမှဝိတုမဟာသွေးရဲ့အမြင်ကိုစကားလေးတစ်ခွန်းလေးနဲ့လိုရင်းတို့ရှင်းပြောမယ်။ကြောက်တက်လို့လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ်။ကြောက်တက်ရင်လွဲတယ်ရဲတဲ့သူမင်းဖြစ်တယ်။ခမရတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်တဲ့တွဲခမရတို့လွဲသွားတယ်။တို့တော့တတိစီလို့တို့ဝင်ပြိုင်တာ။ဒီစကိုင်းလိုက်ဒေတာကြီးအခုလက်ရှိရင်းမဲ့ပင်စားလင်းကြီးလို့ပုံစံမျိုးကနေလို့ပုံစံမျိုးဟုတ်မလဲမင်းကင်းစစ်မဲ့ဖြစ်ပေါ်တဲ့ဒေတာတွေဒီဒေတာတွေမှာတက်မတော်ရွေးကောက်ပွဲကျင်းပါမယ်လို့ကြေညာပြီးသွားပြီ။ဘဲပါဒီဝင်မပြိုင်ရပါဘူးလို့ကန့်သတ်မှတ်ထားဘူး။ခမရတို့တတိရှိရင်ဝင်ပြိုင်လို့ရတယ်။ ခင်ဗျားတို့တတ္တိမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်သူတို့တွေတတ္တိရှိလို့ရဲတဲ့သူမင်းဖြစ်တယ်ဒီအတွက်ဘာမှထွတ်ထွတ်ထွတ်ပြောနေကြမလို့ဘဲပါတီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်မှတ်ထားတာမရှိဘူးတိုင်းနိုင်ငံလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိတယ်ခင်ဗျားတို့တက်တည်ရှိရင်ဝင်ပြီးခင်ဗျားတို့တက်တည်မရှိလို့ကြောက်လို့လွဲတယ်ဒီခိုင်ဖြိုးကတက်တည်ရှိလို့ဝင်ရွေးချယ်ခံတယ်ကြောက်ရင်လွဲမယ်ကျဲတဲ့သူမင်းဖြစ်တယ်နော်အာဆိုတော့ဒီတနည်းလာရေးဖြူဆိုတာကလက်ရှိနောက်နေဆက်နေနိုင်ငံရေးအခင်းအကျင်းမှာပထမဆုံးတော့ဆန္ဒပြမှုတွေဖြစ်တဲ့ဒေသပထမဆုံးတော့အကြမ်းဖက်မှုဖြစ်တဲ့ဒေသ ဒီလိုနေရာမျိုးမှာဘဲပါတီမှဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစဉ်ဥစ္စာကြီးပျက်စီးခံရမှာကြောက်လို့မပြန်ရဲတဲ့အတွက်ကြောက်တဲ့လူတွေလွဲတယ်ရဲတယ်ပြည်ခိုင်ပြုတ် ကမင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်မပြည်ခိုင်ပြုတ်ကိုအားပေးတယ်ပါတီနေနဲ့ဆိုရင်တော့ပြည်ခိုင်ပြုတ်ကိုမဲ့ပေးတယ်သဘောကျတယ်အားပေးတယ်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကုတ္တေတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ်ကိုကပြည်ခိုင်ပြုတ်ပါတီကိုကြိုက်လင်ကစားကုတ္တေတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေသဖွံ့ဖြိုးရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပေးပါနဲ့နော်ဆိုတော့ 那些钱嘛，啊，怎么，没水的那那你说呢，别卡，款，样人来不要的，这渠道没水的个，牛帮手呀，平时正正的，怎么龙啊牛帮手呀没平时怎么啊，那那你水的在干嘛，呢？怎么没水的呢？怎么连咩他都不拉，规律查了，故意掩饰的个，那故意掩饰，那都是属于搞伪比的个，属于搞伪个啊，别大笔就不要给了，怎么？ တမတော်ကအာနာထိမ့်ပြီးတော့အာနာသိမ့်တာမဟုတ်ဘူးနော်တမတော်ကအာနာထိမ့်ပြီးတော့ဖွဲ့စည်းပုံချေကဥပဒေပုံမှန်၄တခွန်၄တိရှိရာအာနာထိမ့်ပြီးတချောက်ကရွေးကောက်ပွဲပြန်ကျင်းမပေးလိမ့်မယ်လို့အဲ့ဒီချိန်ထဲက2020ရွေးကောက်ပွဲပြီးပြီးချင်း၂ရက်အလိုတွေကရွေးကောက်ပွဲပြီးပြီးချင်း၂ရက်မှာရကျွန်မပြောခဲ့တယ်။နော်အဲ့ဒီလိုနိုင်ငံရေးရေးဆွေးနေတဲ့အခါမှာကျွန်မမေးဆွေးနေတဲ့ကျွန်မလည်းရန်သမောတာကွဲလဲပြီးတော့တချို့မေးဆွေးနေတော့မခုံနိုင်မပြောနိုင်ဖြစ်သွားကြတယ်လို့အများကြီးရှိတယ်။ယခုလက်ရှိနိုင်ငံရေးအခင်းချင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနေတဲ့အခါမှာလည်းကျွန်မကညွန်ပေါင်းဆိုးရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မေးဆွေးကနေရန်သူဖြစ်သွားကြတယ်လို့ရှိတယ်။ ်နော်ကျွန်တော်နိုင်ငံကြီးရာသဘောထားကွဲလဲမှုဖြစ်တဲ့အတွက်ကျွန်မဝမ်းမနွေဘူး။အားကြောင့်လေသာမန်2010လို2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအချိန်နှီးတင်းငင်အီးတဲ့နယ်နေရာဒေသအချိန်ခါမျိုးဆိုရင်ညွန်ပေါင်းဆိုရဖွဲ့တဲ့ပေမဲ့အခုလိုမျိုးစိတ်ရည်ပြိပခါရည်ဖြစ်နေတဲ့အချိန်မှာညွန်ပေါင်းလှုပ်လိုက်လို့ရှိရင် NCA 10နှစ်ပြည့်တယ်လို့ပဲ။နောက် NCA ထိုးတာက10နှစ်ပြည့်သွားတယ်။ဆွေးနွေးပွဲလာလိုက်ညင်းခုန်လိုက်ပြန်သွားကြလိုက်။နောက်တနေ့နောက်တနေ့လာလိုက်ညင်းခုန်လိုက်ဆွေးနွေးလိုက်ပြန်သွားကြလိုက်နဲ့ခီးကရှေ့ကို မရောက်ဘူး SCA ဒါဆယ်နှစ်ပြည့်သွားတယ် Federal နဲ့ Democracy ကိုဒီမိုကရေစီနဲ့ Federal Senate ကိုအခြေခံနဲ့ပြည်တော်စုကြီးတိဆောက်မယ်ဆိုရင်အဲဒီစကားတစ်ခုမှလည်းရက်တန်နေတယ်လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်ကိုကူကူမှန်းနေထင်ကြတယ်ဒါကြောင့်မလို့လိုတလောက်ခရီးမပေါ့ဘူးခရီးမတွင်ဘူးဒါကြောင့်မလို့ဒီအချိန်မှာညွတ်ပေါအစိုးရအလိုမရှိဘူးတပါတီတွေကဥဆောင်ပြီးတော့တပါတီတွေကရှေ့ဆက်မယ်အဲ့ဒီပါတီကိုထိန်းချုပ်နိုင်မယ်အတိုက်ခံပါတီရှိရင်ရပြီ ။ညုံပေါင်းဆိုးရဖွင့်လိုက်လို့ရှိရင်ကျင်းတယ်ပေါ့ခရီးတွင်မှာမဟုတ်ဘူး။ညုံပေါင်းဆိုးရဖြစ်ချင်နေဆိုရင်တော့အခု2025ရွေးကောက်ပွဲကနေနောက်ထပ်တတိယအကြိမ်လွှတ်တော်တက်တန်းရဲ့အလွန်ကြမှာတိုင်းပြည်ဒီငယ်အေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းဆိုးရဖွင့်တင်ပါလေ။နော်ဆိုတော့မနေ့ကတော့နိုင်ငံရေးစကားဝိုင်းမှာကျွန်မမေးရွှေတွေတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခုလိုင်းပေါ်မှာတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလွဲမလဲကျွန်မစောင့်ကြည့်ပါမယ်နိုင်ငံရေးဆိုတာကကိုမှတ်နေတင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ် နောက်တစ်ခုကကျမကလီအဒီလွှတ်တော်အမတ်ဒီလွှတ်တော်ထဲမှာဗျမ်းမာတာလေးပြောကြတယ်ရွေးကောက်ပွဲမဲဆွဲစီရုံးစဉ်ကာလာတော်ကကျွန်တော်တို့ကဘာတွေလုပ်ပေးပါမလဲညာတွေလုပ်ပါမလဲတီးသူကိုဂရီကူးတီးပြီးတော့နော်ဂတိမတီးတဲ့အမတ်တွေကို ထိန်းချောင်းနိုင်ဖို့အတွက် right to recall ပေါ့အပြန်လဲထိန်းချောင်းယူပြီးလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုဒီမှာထက်ကထက်ကထက်ကပြောခဲ့မှုတယ်လက်ရှိချိန်မှာတော့ကျမတို့မြေပြင်မှာရောအခုလို online မှာရောနိုင်ငံရေးတွေဆွေးနွေးရေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီအထက်ထဲမှာအခုလွှတ်တော်မတ်တွေကိုထိန်းချောင်းဖို့ right to recall နဲ့ပတ်သက်လို့နော်လွှတ်တော်မတ်တွေပြည်သူကိုပြေးထားတဲ့ဂရုမတည်ရင်လွှတ်တော်တွေကပြန်ပြီးထုတ်နိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ design မဲ့မဲ့ပြောခဲ့တာကျမမကုတုမဟာသူတယောက်တည်းပဲရှိတယ် ဒါပေမဲ့အခုနောက်25ကရွေးကောက်ပွဲကလာမှာအခုနောက်25ကရွေးကောက်ပွဲပြီလို့တတိယအကြိမ်လွှတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးနော်အေးချင်းမပြေတဲ့လွှတ်တော်မှတ်တည်လွှတ်တော်ဒီတော့ဂရီကူ2025အထွေထွေရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးစပြီးပါတီတချို့ကစည်းရုံးပွဲလုပ်ပြီးရွေးကောက်ပွဲကြီးညာစာလန်းထုတ်လာ စစ်တပ်ကလုံးမဲ့2025ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီတွေရဲ့ရက်ပေါင်း60ကြာတရားဝင်မဲဆွယ်စည်းရုံးမှုဒီနေ့အောက်တိုဘာ28ရက်မှာစတင်ပြီဖြစ်ပါတယ်။ပါတီအချို့ကလည်းသူတို့ရဲ့တရားဝင်မဲဆွယ်စည်းရုံးရေးစတင်ပြီလို့လည်းပြောကြပါဗျ။ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ Let's ဥက္ကဋ္ဌဦးခင်ကြီးကတော့ဒီနေ့မနက်၈နာရီကစပြီးပါတီဌာနချုပ်ရုံးမှာအင်အားထောင်ချီနဲ့ဖွင့်ပွဲလုပ်မှာဖြစ်ပြီးနိုင်ငံတော်ဝန်မှလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေကမဲဆန္ဒနယ်တွေမှာလှုပ်ရှားမှုစလုပ်မယ်လို့ပြောပါရယ် စစ်တပ်ကနေအရက်ဖက်ပြောင်းပြီးတဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးတပ်ပုံကလည်းသူဝင်ရောက်ရှင်ပြိုင်မဲ့စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာစီယိုရေးဆက်တင်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင်ပြောလာပါတယ်ရှစ်လေးလုံးမျိုးဆက်ចောင်းသားတွေပါဝင်တဲ့ပြည်သူ့ပါတီကလည်းရွေးကောက်ပွဲကြီးညာစာရန်ကိုဒီနေ့မနက်ပိုင်းမှာပဲထုတ်ပြန်ပါတယ် ပြည်သူပါတီကတော့နိုင်ငံရေးစည်ရေးပဋိပက္ခတွေနဲ့ပြည်သူတွေရဲ့နေစဉ်ဘဝလုံခြုံရေးစာဝတ်နေရေးကိစ္စရပ်တွေကိုအဓိကဦးစားပေးဖြေရှင်းသွားမယ်လို့သူတို့ရဲ့ကြေညာစာရမ်းမှာထည့်ပြောပါတယ်။ငင်းချမ်းရေးအပြစ်ခတ်ရစဲရေးဆွေးနွေးမှုတွေအောင်မြင်အောင်ဆောင်ရွက်နိုင်ရင်စစ်မှုထမ်းနဲ့ပတ်သက်လို့စိုးရိမ်မှုတွေကိုတတ်တာအောင်လုပ်မယ်လို့လည်းဆိုပါတယ်။ ဒီနေ့မဲဆွယ်စည်းရုံးရေးဆပါပြီးကျင်ညာစာတန်းကအတီးပြုပြီးမှထုတ်ပြန်ပါမယ်လို့ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီရဲ့တွဲဖက်အထွေထွေတွင်ရေးမှူးဦးစောတန်းမြင့်က BBC ကိုပြောပါတယ်ဒီပါတီ၃ခုနဲ့ကြန့်ခိုင်ရေးကအမတ်လောင်းတထောင်ကျော်ပြည်သူပါတီကအမတ်လောင်း690ကျော်နဲ့ကြားဖြူပါတီကတော့အမတ်လောင်း600နီးပါးပါဝင်ရှင်ပြိုင်ဖို့စည်းရင်းပေးထားတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ် ပြီးပြီးတော့မတီးတဲ့လွတ်တော်မတ်တွေကိုပြန်ပြီးထိန်းချောင်းဖို့ right away ကဥပဒေကိုအသက်သွင်းသင့်လားလို့မေးရင်အချိန်၄ချိန်ကောင်းမဟုတ်သေးဘူးကျွန်မရှုံးမြင်တယ်။ ဟဲ့ပြီးပြောမယ်နော်လွတ်တော်မယ်ကိုထိန်းချောင်းနိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတီးပြပြထမ်းပေးဖို့တစ်ချိန်လုံး design ပဲမဲ့ပြောခဲ့တာကျွန်မနော်နေရီခေါ်ပြောခွင့်တွေသွားတဲ့အခါလဲကျွန်မပြောပြတဲ့လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှလည်းပြောပြတဲ့အခုလိုမျိုးလူမှုကွန်ရက်မှာအများသူငါကိုပြန်ပြီး sharing လုပ်တဲ့အခါမှလည်းကျွန်မပြောပြတဲ့မြန်မာလက်ရှိကျွန်မတို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရေးနဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီထဲထဲမှာဒီကျောင်းရောင်နဲ့ပတ်သက်လို့ design ပဲမဲ့ပြောခဲ့တာကျွန်မတက်ရောက်သေးပဲရှိရဲ့ဒါကဂုံးစားတာမဟုတ်ဘူးကိုရင်တွေ့တာမဟုတ်ဘူးကျွန်မအရင်ကအဲ့ဒီလိုပြောခဲ့ပေးမယ်အခုအချိန်မှာ ဒီ right to be ကဥပဒေကိုပြဋ္ဌာန်းမှုမလိုအပ်သေးဘူးအချိန်ကာမကြသေးဘူးလို့ဆိုလိုချင်တာ။ဘာလို့လဲရွေးကောက်ပွဲကနော်ဒီမှာစစ်မီးတွေတောက်လောင်နေတဲ့စစ်တလင်းပြင်ကြားထဲမှာခက်ခက်ခဲခဲနဲ့ကျင်းပရတဲ့ရွေးကောက်ပွဲစစ်မီးတွေတဟုံးတောက်နေတဲ့စစ်တလင်းပြင်မှာနော်ရွေးကောက်ပွဲကနေလှက်တော့ဆိုတဲ့ပန်းကလေးတစ်ဝက်ကခက်ခက်ခဲခဲပွင့်ရတာ။ ရန်တန်ပုံရန်တန်ဖုံးတန်ကြီးစန်းတွေရန်ငွေကြီးရဲကစစ်တလဲပြန်မှာလွတ်တော်ဆိုတဲ့ဘန်းကလေးကအခက်ခဲခက်ခဲပွင့်ရတာအဲ့ဒီဘန်းလေးကိုကိုကတော့စေတနာနဲ့ဒီဘန်းလေးကိုရေလောင်းပေါင်းတဲ့ဓမ္မရောတာကျွေးလိုက်ပေမဲ့တရာလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီဘန်းကတည်သွားတက်တယ်နောက်ကလာအိမ်မှာဘန်းနေပြိုးတဲ့အခါကြည်ပါဓမ္မဩဇာရဲ့အကျွေးလွန်ရင်လည်းပဲဒီသစ်ပင်လေးကမရှင်းတဲ့မကြီးထွားပင်းနဲ့တည်သွားတတ်ပါလေ။နောက်ကျွန်တော်ဒီမုံလိုက်ကြမှာစစ်တလင်းပင်ကြမှာခက်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 ကျင်းပါတယ်ရွေးကောက်ပွဲကိုအဲ့ဒီလွှတ်တော်မက်တွေကို right to be cause right နဲ့ချက်ချင်းထိန်းချောင်းလိုက်လို့ရှိရင် ကျမတို့ကတော့စေတနာနဲ့ဒီတစ်ပင်လေးဒီပန်းပွင့်လေးကိုလှမ်းပအောင်ရေလောင်းပေါင်းတင်ပြီးရောလက်မီဩစာကျွေးပေမဲ့အဲ့ဒီကြမ်းတမ်းမှုဂရန်ကိုသူတို့မခံနိုင်တဲ့အခါမှာပြည့်စည်သွားနိုင်တယ်။ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်မဲ့တွေကိုထိန်းချောင်းနဲ့ဥပဒေလုတ်ချင်နေဆိုရင်တော့အနည်းဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ကမှပြဋ္ဌာန်းသင့်ပါတယ်။အခု2025 26ဆိုရင်29 28 2028အကုန်2029ဒီလို2နှစ်ကျော်3နှစ်လွတ်တော်တက်တဲ့2နှစ်ကျော်3နှစ်ကြာက ပြီးမြင်တဲ့ကြာပြီးတဲ့အချိန်မှသာနော်ဒီနှစ်နှစ်ကျော်သုံးနှစ်အတွင်းမှာပဲအမတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ခေတ်ကူတွေကိုဘလို့တည်နိုင်တယ်ဘလို့အရေးချင်းရှိတယ်လဲဆိုတာစမ်းစစ်ပြီးတော့သာဒီဥပဒေကိုပြဋ္ဌာန်းသင့်ပါတယ်လွတ်တော်ကြီးစစချင်းမှာဒီဥပဒေကိုပြဋ္ဌာန်းခြင်းဟာအမြင့်ကိုရိုက်ချိုးအမြင့်ကိုချိုးပြီးတော့အညွန့်ကိုချိုးတာနဲ့အတူတူပါပဲ